တို့အချင်းတွေကိုကျွန်တော်တို့အာရွေးချယ်တဲ့အချိန်မှာတည်တည်တဲ့အချက်တွေပေါ့နော်အပြီးရင်တော့ကျွန်တော်ထင်တယ်ဟိုအားနေချက်အားသားချက်တွေမှာကျွန်တော်ခုနကပြောခဲ့တာလေးနဲ့ပြန်ပြီးတော့ဆက်ဆက်ပေးမယ်အခုလောလောဆယ်မှာကျွန်တော် crypto exchange တွေကိုရွေးတဲ့အချိန်မှာတည်ထားတဲ့အချက်လေးတွေရှိအဲ့ဒါကအာနံပါတ်1 security အရာပေါ့နော် security အရာဒီ exchange ကဘယ်လောက်အထိကျွန်တော်လုံခြုံမှုရှိလဲကိုသွားပြီးတော့ငွေထည့်မဲ့ exchange တခုက သိကြရဒီ centralized exchange ဆိုရင်တော့ကိုယ်တိုင်ပဲဒီ key rate ကိုထိထိမ့်သိမ်းရတာဖြစ်တဲ့အတွက်အဲကိုယ့်ပုံမှာပဲ100%တာဝန်ရှိရပါတော့။အဲ့ဒီလိုမျိုးဟုတ်ဘင်းနဲ့ centralized exchange ဆိုတာကကိုယ့်ပုံမှာပဲ100%မူတည်တာမျိုးမဟုတ်တော့ဒီ exchange ရဲ့ security ပုံမှာလည်းအများကြီးမူတည်ရင်ဒီ exchange က security အရမလုံခြုံတဲ့ exchange တစ်ခုဆိုရင်သိကြရကျောင်းငွေတွေသွားထည့်ထားတာဘယ်လိုစိတ်နဲ့ဒီ exchange ကိုသွားပြီးငွေထည့်မှလဲပေါ့နော် ဲ့တော့ဒီ exchange က security ရယုံကြည်ရတဲ့အနေအထားကိုမှရှိဖို့လိုအပ်တယ်။နောက်တစ်ခုကအာသူ့ပုံမှာရရှိနိုင်တဲ့ access တွေပေါ့။တချို့ exchange တွေကအာ token တွေကိုစောင်းထားမပေးနိုင်တဲ့ exchange မျိုးတွေရှိတယ်။အာအဲ့ဒီလိုပုံစံမျိုးဆိုရင်ကျွန်တော်တို့က token တွေပို့ပြီးတော့ရနိုင်တဲ့အာဘယ်လိုပြောမလဲ crypto တွေများများပို့ပြီးတော့ list လုပ်ထားတဲ့ exchange တွေကိုရွေးချယ်ကြတာမျိုးတွေရှိတယ်။နောက်တစ်ခုက fees ပေါ့နော်။ exchange တစ်ခုနဲ့တစ်ခုပေးရတဲ့ fees တွေမျိုးတူ fee ဆိုတာကအာအယောင်းဝယ်လောက်တိုင်းလောက်တိုင်းမှာ token တစ်ခု crypto တစ်ခုကိုကျွန်တော်အယောင်းဝယ်လောက်တိုင်းလောက်တိုင်းမှာသူတို့ကိုပေးရတဲ့ဝန်ဆောင်ကအခကြေးငွေလေးရှိတယ်။အဲ့ဒီဝန်ဆောင်ကအခကြေးငွေတွေကအဲ့ချင်းတစ်ခုနဲ့တစ်ခုမတူကြဘူးပေါ့နော်။အဲ့တော့မတူကြတဲ့အတွက်အာအတုံးပြတဲ့သူတွေကဘာလို့တလဲဆိုတော့များများတုံးမယ်ဆိုရင် security လည်းကောင်းတယ်။ access တွေလည်းများများရတယ်။ fees လည်းတက်တာတယ်။ဒီလိုမျိုးအဲ့ချင်းတွေကိုပို့ပြီးတော့ရှာဖွေလာကြတယ်။နောက်တစ်ခုက အာ easy to use လို့ပြောပေးမယ်ကျွန်တော်တို့အာ shoe iron လို့ပြောရင်ပို့ပို့ပြီးတော့လာလာတင်တယ်တချို့အခြေအနေကကျတော့အဲ့လို interface တရားအတွေ့အကြုံရှိရလူတရားအတွက်ဒါရှုပ်ရှက်ခတ်နေရ interface တွေအများကြီးကြုံမှုတယ်အဲ့တော့လူတွေကဒီအခြေအနေတစ်ခုကိုသုံးလိုက်မယ်ဆိုရင်မြင်လိုက်တာနဲ့ဘယ်နေရာကပါလေးရှိတယ်ဘယ်နေရာမှာပါလေးလို့လို့ရတယ်ဆိုတဲ့ပုံစံမျိုးလွယ်လွယ်ကူကူသုံးလို့ရတဲ့ပုံစံမျိုးတွေကိုမူတည်ပြီးရွေးကြတယ် နောက်တစ်ခုကအာဒီ easy to use ဆိုတဲ့နေရာမှာပေါ့နော် centralized chain နဲ့ decentralized chain ကိုရွေးချယ်မယ်ဆိုရင်လည်းသိကြတယ် centralized chain တွေကပို့ပြီးတော့ easy to use ဖြစ်လိမ့်မယ် decentralized chain တွေကအာတာမန်အခုမှစပြီးတော့လေးလာနေတဲ့သူတယောက်အတွက်ဆိုရင်တော့အဆင့်နေရာပို့ပြီးတော့များမယ်လို့ကျွန်တော်လည်းထင်တယ်သူအတွက်သုံးဖို့အတွက် crypto wallet တွေဖွင့်ဖို့လိုတယ်အဲ့ crypto wallet တွေကို crypto တွေထည့်ဖို့လိုတယ် crypto တွေထည့်ဖို့ဆိုတာကလည်းသိကြရဲကျွန်တော်တို့ centralized chain တွေကိုပြန်ပြီးတော့သုံးရမယ်ပေါ့နော် centralized chain တွေကိုသုံးပြီးတော့မှဒါလည်းဒီ wallet တွေလည်း crypto တွေပြန်ထည့်လုပ်ရမယ်ပြီးပြီဆိုရင်အာ network alike အာတက်ဆိုင်ရ network alike ကျွန်တော် trading fees တွေထည့်ရတာမျိုးတွေရှိမယ် polygon ဆိုရင်ကျွန်တော် POL token တွေထည့်ရမယ် Ethereum chain မှာနေ trade မှာဆိုရင် ETH တွေထည့်ရမယ် BNB chain မှာ trade မှာဆိုရင် BNB ထည့်ရမယ်အစရှိတဲ့အချက်တွေ လိုအပ်နေသေးတာဖြစ်တဲ့အတွက်ဒီ centralized exchange နဲ့ centralized exchange ရှင်းလိုက်မယ်ဆိုရင်ဒါ centralized exchange တွေကပိုပြီးတော့အော်ရွေးချယ်စရာတခုအနေနဲ့ဖြစ်နေသေးပါအခုနောက်ပိုင်းမှာတော့ decentralized exchange တွေအတွက် gas fee ကိုအာကျွန်တော်ဘာနဲ့ပေးပေးရတယ်ဆိုပုံစံမျိုးဖြန့်တီးလာကြတယ် stable wire အနေနဲ့ပေးလို့ရတာမျိုးတွေအော်ရှိရကပဲကျွန်တော်တို့ bigget ကနေပြီးတော့ဗောနော် bigget wallet ကညညာလေးတခုရှိရသူတို့အတွက်သူတို့ wallet ကိုသုံးမယ်ဆိုရင်ဗောနော်ဒီ stable wire နေသုံးပြီးတော့ gas fee ပေးလို့ရမယ်ဆိုရဲအကျဉ်းချက်လေးတခုတွေ့လိုက်တယ်ဒီလိုမျိုးပေါ့နော်နောက်ပိုင်းမှာဆိုရင်တော့ဒီ central agency နေရာနဲ့ပို့ပြီးတော့ကျေကျေပြတ်ပြတ်သုံးကောင်းသုံးလာနိုင်တယ်သို့တော့လက်ရှိအချိန်မှာတော့အာ central agency ကပို့ပြီးတော့ ECD use ဖြစ်နေစေပါနောက်တစ်ခုက regulation ပါအာဒါကနိုင်ငံအလိုက်လဲကွာခြားသွားတယ်ကျွန်တော်အာဒီနိုင်ငံမှာဒီလိုဥပဒေရှိပြီမဲ့နောက်တနိုင်ငံမှာဒီဥပဒေဟုတ်ချင်မှာဟုတ်နေမှာပေါ့နော် သက်ဆိုင်ရာနိုင်ငံလိုက်ကိုရောက်နေတဲ့နိုင်ငံပေါ်မှာမှတည်ပြီးတော့ centralized exchange တွေကိုရွေးချယ်ရတာမျိုးတွေလည်းရှိတယ်။ crypto exchange တွေကိုရွေးချယ်ပြီးတော့သုံးရတာမျိုးတွေလည်းရှိတယ်။ဒီနေ့ကျွန်တော် workshop ကိုလာပြီးတော့ join ကြတဲ့သူတွေထဲမှာထပါတော့ US မှာရောက်နေတဲ့သူတွေပါကောင်းပါနိုင်တယ်။ US မှာရောက်နေတဲ့သူတွေဆိုရင် Binance ရဲ့ global Binance global ကိုလုံးဝသုံးလို့မရ US မှာအဲ့ဒီ Binance global ကိုစားပြပေးခွင့်မရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့သူရဲ့စင်မြင်ဥပဒေတွေအရာ စာပင်ပေးခွင့်ဝန်ဆောင်မှုပေးခွင့်ကိုပိတ်ပင်ထားတာဖြစ်ပါတယ်။အဲ့တော့ဘာတောင်းရမလဲဆိုရင် Binance မှာအဲ US မှာရောင်းနေတဲ့သူတွေက Binance US ဆိုတဲ့ platform တခုကိုတည်တံ့သုံးရတယ်။ Binance ပိုင်နာတော့မှန်တယ်။သို့တော့ US ရဲ့နိုင်ငံတွင်းမှာရှိနေတဲ့သူတွေအတွက်တည်တံ့ application တခု RF function တွေလည်းအကွာကောင်းကွာနိုင်တယ်။ထားပါတော့ Binance ရဲ့ကျွန်တော်တို့ global မှာ token တခု list ထားတယ်ပေါ့နော်အဲ့ဒီ token က Binance US ပေါ်မှာရှိချင်မှရှိမယ် Binance Global မှာရတဲ့ function တခုရှိမယ်သို့တော့အဲ့ဒီ function က Binance US မှာရချင်မှရမယ်သူနိုင်ငံရဲ့အာဒီစီမီယံဥပဒေတွေကိုလိုက်နာရတာဖြစ်တဲ့အတွက်ဒီလိုမျိုးတည်တတ်ခွဲထားရဲ့ခွဲထားရတာမျိုးလည်းရှိရဲဒါကတော့ကျွန်တော်တို့ exchange တွေကိုရွေးချယ်သုံးတဲ့အချိန်မှာတည်ထားတဲ့အချက်တွေပေါ့နော်ဒီအချက်တွေပုံမူတည်ပြီးတော့ကွာခြားသွားတာမျိုးတွေရှိပါတယ်အဲ့တော့ ကျွန်တော်တို့ဒီနေ့အချင်းတွေကိုရွေးချယ်တဲ့အချိန်မှာနံပါတ်5အချက်ဖြစ်တဲ့ regulation ကလည်းမေ့ထားလို့မရတဲ့အချက်ထင်းမှာပါတယ်ပေါ့နော်ဒီအချက်ပေါ်မှာဒီပြီးတော့လဲကျွန်တော်အချင်းတွေကိုရွေးချယ်ရတာမျိုးရှိတယ်အာရှအာရှဆိုတာပေါ့နော်အရှိတော့အာရှနိုင်ငံတွေအတွင်းမှာပဲ Binance ရဲ့ global ကိုသုံးလို့မရတဲ့နိုင်ငံတွေရှိပါတယ်အာထိုင်းမှာဆိုရင်ဟုတ်တယ် Binance မရတော့ဘူးပေါ့နော် group chat မှာတခုကြီးထားတယ်ထိုင်းမှာဆိုရင် Binance လက်တယ်ဆိုအဲ့လိုပုံစံမျိုးပေါ့နော် application ကို download ဆွဲဖို့တော့အခက်အခဲဖြစ်တဲ့နိုင်ငံတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့က time မှာ binance တုံးမြောက်ဆိုရင်ဘာတုံးရမလဲ။ binance th အ uh, binance global ကရနေတည်တိုင်အောင်တစ်ချိန်မှာသူ့နိုင်ငံတွေမှာ binance global ကိုဝင်သုံးလို့မရတော့အောင်ဒီလောက်ပြစ်လိုက်တာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်သိကြတယ်။ binance th ကတော့ဆက်ပြီးတော့သုံးလို့ရနေလိမ့်မယ်။ဒီလိုမျိုးပေါ့နော်။ဂျပန်မှာဆိုရင်လည်း binance japan အဲနိုင်ငံ alike ဒီတန် platform လေးခွဲထုတ်သွားတာမျိုးတွေမှာအသံပြုလို့ရတယ်။ဒါကတော့ exchange ကိုရွေးချယ်တဲ့အချိန်မှာတည်ထားတဲ့အချက်တွေပါ။ Okay ။ဆိုတော့ဒါကတော့ကျွန်တော်တို့အာ crypto exchange နေနဲ့ပတ်သက်လို့ပေါ့နော် interface လေးတွေဖြစ်ပါတယ်။အာကြည့်လိုက်မယ်ဆိုတော့အားလုံးကပုံစံတူလေးတွေလို့ထည့်ရနိုင်တယ်။အာတေချာကြည့်ကြည့်ပါ။ exchange တစ်ခုချင်းစီရဲ့အောက်မှာလဲနာမည်လေးတွေထည့်ပေးထားရပါတော့။ Binance ဆိုရင်လည်းအဲ့ဒီအောက်မှာ Binance ဆိုပြီးတော့နာမည်လေးထည့်ပေးထားတယ်။ ဘိုင်းရက်စ်နဲ့ဘိုင်းရက်စ်ဆိုပြီးတော့နာမည်လေးထည့်ပေးထားတယ်ဒါက exchange တွေရဲ့ကျွန်တော်တို့လက်ရှိအာကျွန်တော်မြန်မာ community တွေထဲမှာပေါ့နော် အသုံးများလေးရှိတဲ့ exchange တွေဖြစ်ပါတယ်ကျွန်တော်တို့အာမြန်မာ community မှာအသုံးများတဲ့ exchange ကတော့သိကြတယ် Binance ရယ် Binance ရယ် Bitget ရယ်သုံးခုကတော့ထိတ်ဆုံးထဲမှာပါတယ်အဲ့ဒီနောက်မှာ OKX တို့ Massive တို့လိုက်တယ်ပေါ့နော် OKX က B2B သုံးလို့ရတယ်တိုးတော့မြန်မာ NRC နဲ့မရတာမျိုးရှိတယ် မစီကကြတော့မြန်မာ NRC ကိုသုံးပြီးတော့ကျွန်တော်မြန်မာမှတ်ပုံတင်ပါတော့မြန်မာမှတ်ပုံတင်ကိုသုံးပြီးတော့ KYC တင်လို့ရတယ်ဒါပေမဲ့음တော့ပြောမလဲ P2P သုံးပြီးတော့ကျွန်တော်မြန်မာငွေကြေးကနေပြီးတော့ crypto တိုက်ရပြောင်းထည့်လို့မရရှိမှရှိခဲ့ Binance တို့ Binance တို့ Bitget တို့မှာတော့ဒါရေလုံးလို့ရမယ် Binance မှာဆိုရင်ကျွန်တော်တို့မြန်မာငွေကနေပြီးတော့ crypto ပြောင်းမယ်ဆိုရင် STB သုံးပြီးတော့တောင်းကျွန်တော်တို့ crypto တွေပြောင်းလို့ရရပါတော့ ကိုယ့်ရဲ့ STB account ထဲမှာမြန်မာငွေတွေရှိနေတယ်ဆိုရင်ဒီမြန်မာငွေတွေကို P2P ကနေတဆင့်အာ crypto အဖြစ်ပြောင်းလို့ရတယ်ဒါ Binance မှာအသုံးလို့ရတဲ့အချက်ပေါ့နော်